ဖက်ရှိရနေတော့ဒီကိုင်းမှာအဓိကဒီကိုင်းပြည့်၍ငရင်ကြီးလောက်တော့ဆယ်ပိုင်းပိုင်းဆယ်ပိုင်းမကနီကြီးဖြစ်ရှိတဲ့ငရင်ကြီးလောက်တော့လွတ်မြောက်လာတဲ့သူဖြစ်ပါတယ်ကျွန်တော်မြို့မပြည်ပေါ်မှာနမဝတိကိုတွားမှာငရင်လောက်တာပါတန်ကောင်းစားလည်းလွတ်မြောက်လာခဲ့ပါတယ်ဒီကိုင်းပြည့်၍ကျွန်တော်တို့ရဲ့အနောက်တဲထဲမှာအိမ်နောက်တဲထဲမှာရှိနေတာမိတ်ဆွေတွေမြင်ဦးတဲ့ရှေ့အောင်ဒီကိုင်းပြည့်ကိုပြပါမယ်အားလုံးကြည့်ပေးကြပါနော် ဒါဒီနာမဦးပြကြတဲ့ဟာမြင့်မှုခွဲရလာရှင်းပေးတော့ပါလေဒီလန်းကြီးကတကယ်တမ်းတစ်ဖြောင်းနဲ့ဗျတစ်ဖြောင်းနဲ့ခရိုင်းလို့သွားတဲ့ဟာအခုကျတော့လုံးဝခုနှစ်ပေလောက်ဘုပဲရွေ့သွားတာဒီနေရာပြက်ရွေ့နေရာတဲ့တယ်ပါနေရာပြက်ရွေ့နေရာတဲ့တယ်ပါရောက်လာပါပြီပြက်ရွေ့နေရာရောက်လာပါပြီ ရောက်လာပါပြီဖက်ရွေနေရရောက်လာပါပြီခုနလမ်းနဲ့ဒီလမ်းကြီးကဒီဘက်တက်တက်ဖြစ်တဲ့လမ်းကအခုဒီဘက်တော်တော်စောင်းသွားပါတယ်ခုနပေးလောက်စောင်းသွားတယ်အိမ်လိုက်ဒီဘက်တရားရွေ့သွားတယ်ကျွန်တော်တို့ဒီဘက်တရားရွေ့လိုက်လာတာပါပြည့်၍ကြောင်ဖြစ်တဲ့နေရာတဲ့တဲ့ နဲ့အကြာယူနေရင်ကြောက်တယ်ပဲလေဆိုဒီမှာအလုံးလိုက်ယူလာတာဒီအိမ်သားတွေချုပ်ကန်းနေရ။ဟိုနာအိမ်သားနဲ့အညီဆောက်ထားတဲ့ဟာဒီမှာ။ခုနလမ်းရဲ့အဆက်ကအခုကျမှရောက်တာ ေလောက်ကိုက်ကောက်သွားပါလေဒါကျွန်တော်နမဝိပြုခဲ့တဲ့ပလီပါပလီလန်းကိုသွားနေပါပြီပလီလန်းရပါကူရပုံကြီးကလေးဖရီးအကောင်လုံးတစ်ပြင်လုံးညောင်ရှင်းပေးနေပါလေ။ လီမဟူကြီးကလည်းပြိုကျသွားပါပြီ။ဟိုကြီးကတရားကိုပြိုကျနိုင်။ကျွန်တော်ဒီပလီပေါ်မှာနမဝုပြုပါပါ။ကျွန်တော်ဒီယုဇကမှာကျွန်တော်ရေချိုးနေရေရေဘသူလောက်နေတော့ကျွန်တော်ဒီမှာဘသူဘသူလောက်နေရင်လည်းကျွန်တော်ဒီနားလေးဝင်တာဗျ။ညာလေးဝင်တာဒီမုတ်ကြီးကဘဘပြိုကျလို့ ီဘက်ပြောကြရင်ကျွန်တော်ကအိုက်ထက်ပါတော့မှာတန်ကောင်းလို့ပါပလီမီကတော့တစ်ပြင်လုံးကုရှင်းလေးပြပါပြီအင်းအဖေရီကလာပြီးကုကြပါလား ခုနပြတ်ရွေ့နေရတဲ့အဆက်နေရဒီဘက်ကအရင်လာတာကယင်းကြီးကအရင်တော့ဟိုဘက်အတွင်းထဲမှာဒါရီယာဝင်းနေရနေအကောင်ဝင်းနေရနေဝင်းနေရနေအညီဟိုအတွင်းထဲမှာရှိတဲ့အညီကခုဝင်းနေရနေမညီရအောင်ဝင်းနေရနေမညီရအောင်ဟိုကဒီအပြင်မှာကြီးကိုထွက်လာတယ် ုတ်တက်တာလေခင်ဗျာတက်တာပါဘူးခိုင်းနိုင်ပြီဟုတ်ဟုတ်ဒီနေရာခုနကျွန်တော်တို့ဘက်ကိုဆက်တဲ့ပြက်ရွေ့နေရာတက်တယ်ဗျာဒီဟာကြီးကရှေ့ကိုထွက်လာတာဒီကထွက်လာတာဒါဒီဝင်းနေရနဲ့အညီဖြစ်ရမယ့်ဟာကြီးကဝင်းနေရနဲ့မညီပဲဒီဝင်းနေရနဲ့အညီဒီဝင်းအဲ့ဒီဝင်းနေရကြီးကခတိုင်းတာနဲ့အညီပါအခုတော့အိုက်ရှေယူ ဖတ်တော့ပါလေဘုကဲမှာတွေ့ရတဲ့မြန်မာပြည်သကိုင်းပြည့်၍နေရာတက်တဲ့နေရာကြီးဟိုဘက်ဒီဘက်ယူနေတဲ့ဆိုတဲ့နေရာကျွန်တော်တို့နီးနားမှာပါဒါကြောင့်အားလုံးကိုမြင်မှုရရှိအောင်ပြတာပါအားလုံးကျေးဇူးတင်ပါတယ်